မှာဘွားကြီးပဲရှိတော့ဘွားကြီးကသူ့အမရဲ့ယောက်ျားဆိုတော့လေငားလိုက်တာပေါ့ခရံငားလိုက်တော့အဲ့ခရံက तू ကပေါင်ထားတာကတနှစ်ခွဲဆိုရင်အတိုးမလိုဘူးအရင်ပဲပြီးနှစ်သောင်းနဲ့ပေါင်ထားတာအဲ့ဒါကိုတနှစ်ခွဲမရွေးလို့ရှိရင်အဆုံးဆိုတော့အဘနေတာ၈နှစ်လောက်ဆိုတော့ဆုံးသွားတော့ဆုံးသွားတော့ तू ကဘာလို့ဆိုတော့ဝရမ်းထုတ်တယ်လေဝရမ်းလာထုတ်တယ်အိမ်မောဆင်းပြီးဘူးထုတ်တော့အဘလည်း ဒီလိုအမှုတွေပါနေတဲ့အငယ်လေးတည်းမရှိဘူးယောဂနာမရှိဘူးရဲစခန်းတော့မရောက်ဘူးကွာအဲ့တော့အဘဆင်းပေးလိုက်တော့အဘဆင်းပေးလိုက်တော့သူကတက်နေသွားအဲ့ဒီပေါင်ထားတဲ့သူကမြားကြီးကတက်နေအဲ့ခေတ်ကအိမ်ကတအားရှာလိုက်သားမှာတအားရှာတဲ့အချိန်ဆိုတော့အိမ်ကလိုက်ရှာတာရှာမရဘူးသူများကြက်ချန်ထဲမှာတပတ်လောက်အိမ်နေရမိသားစုလိုက်ကလေးတွေနဲ့ตาကချော်လဲပြီးတော့အုပ်ခေါင်းနဲ့ အုတ်ခဲနဲ့ကြာပြီးဆေးရုံမှာသုံးဝေပဲခံနေသေးတယ်။အဲသူသေးပြီးတော့သူ့အဖေကအဲကျွန်တော်အဖမယားကြီးကိုကဘိုက်ခွဲလိုက်။အောက်နဲ့အောင်သူဘိုက်ခွဲတော့ဒီကစအိုးကဘေးကိုထုတ်လိုက်ပြီးတော့တလပဲခံတယ်။သူကသေးတယ်။သူသားတလပြည့်တဲ့နေ့သူသေးတဲ့နေ့သူတလပြည့်တဲ့နေ့သူမိမသေးတဲ့နေ့ဘိုးဆိုတော့လေတာဘို့။ဘိုးကမရဘူး။ကလာဝုပဲနောက်ဘိုးတဲ့ဆိုတော့ဟိုတော့စကားဦးကလာသူများအောင်မကောင်းကြရင်ချက်ချင်းဖြစ်တယ်။ ညာနဲ့ပတ်သက်လို့တော့အဘလောက်ကျင်တာတော့ကကျင်တာပဲကကျင်တယ်ဆိုတော့ဒီအနုညာနဲ့ရှင်သန်လာတာဆိုတော့ဆန္ဒနဲ့သားလာပြီးစရှင်သန်လာဆိုဒီအနုညာပဲလေလောက်ကျင်တာပေါ့ဒီပြင်းလုံးလည်းမလုပ်စားရပါဘူးလုပ်စားရဘူးဆိုတော့ဘာရောင်းလဲမရောင်းစားရဘူးဘာမှလည်းမလုပ်ရတဲ့အကြောင်းအဲ့ဒီအနုညာပေါ့ဒီအနုညာပဲလုပ်စားရင်လည်းဒါပေမဲ့အဘတို့တော့ခုနလူတွေကကလေးတွေကကြမ်းမိုက်ထိခိုက်မှဆိုးလို့အဲ့ဒီဟော မခေါ်ကြဘူးလေအဲတနည်းနည်းကတော့တကြီးပူဇော်ပွဲကတော့ရတာပေါ့တကြီးပူဇော်ပွဲရတော့အဲ့တကြီးပူဇော်ပွဲရတာဒီတနည်းရတာ၃၃သိန်းပေါ့၃သိန်းဆိုအဲ့၃သိန်းကလည်းတနည်းပတ်လုံးကတော့ပဲခံနေမှာပဲကျမ်းမာရေးနဲ့ဘာနဲ့ကိုရီမဟုတ်ကျမ်းမာရေးကနှစ်ယောက်သလုံးဖြစ်တာဆိုတော့ဒီကျမ်းမာရေးအတွက်ကိုဟိုကလေးတစ်ခါလေးကလေးထောက်ပါတယ်တစ်ခါလေးပြည့်သက်ကလည်းဖုန်းနဲ့ဆက်ပြီးထောက်ကြပါတယ်ကျေးပြီတန်းစီကတော့ဆိုအနည်း60ကျော်ပြီ 60နဲ့ဟောလာရှိပြီ70တို့68နဲ့ရှိခရိုင်းအိမ်ပိုင်းတောင်းလာမလဲအိမ်ပိုင်းအဲ့ရနေပြီလိုက်တာချွေလာတယ်တော့လိုက်တာကြတော့7နှစ်လောက်နေပြီးတော့တနှစ်လောက်အလိုမှာဟိုမယားကြီးကိုလှုပ်တဲ့လူကဂယန်ယူပေါင်လိုက်တယ်ဂယန်ယူဘာလို့မသိဘူးလေမသိတဲ့အခါကျသိတဲ့အခါကျတော့ကျွန်တော်ယူမယ်ကျွန်တော်ပြောဘူးသူစီမှာလဲဆိုတော့ပြောဆိုသူကငါယူထားလိုက်မယ်အဘူးလေအဲ့တော့ အဲ့တော့အဘဘလို့ဆို90ကျော်လောက်လीရှိတော့ဗမာပြည်လှည့်နေရွှေမင်းသမင်းနဲ့ကိုချမ်းသာတို့နဲ့ဗမာပြည်လှည့်သွားနေဆိုတော့အိမ်ကိုမကတ်နိုင်အိမ်ကိုမကတ်နိုင်မင်းနဲ့ဟိုကနေအထက်မှ3လလောက်ကပြီးမှဒီကိုပြန်လာသူကကိုကမရှိဘူးအဲ့အိမ်မှာဘွားကြီးပဲရှိတော့ဘွားကြီးကသူ့အမရဲ့ယောက်ျားဆိုတော့လဲငားလိုက်တာပေါ့ခရင်ငားလိုက်တော့အဲ့ခရင်ကသူကပေါင်ထားတာကတစ်နှစ်ခွဲဆိုရင်အတိုးမလို့ဘူးအရင်ပဲပြီး2000နဲ့ပေါင်ထား အဲ့ဒါကိုတနေ့ခွဲမရွေးလို့ရှိရင်အဆုံးဆိုတော့အဘနေတာ၈နှစ်လောက်ဆိုတော့ဆုံးသွားတော့ဆုံးသွားတော့သူကဘာလို့ဆိုတော့ဝရမ်းထုတ်တယ်လေဝရမ်းလာထုတ်တယ်အိမ်မောဆင်းပြီးဘူးထုတ်တော့အဘလည်းဒီလိုအမှုတွေပါနေတဲ့အငယ်လေးတည်းမရှိဘူးယုံကနာမရှိဘူးရဲစခန်းတော့မရောက်ဘူးကွာအဲ့တော့အဘဆင်းပြီးလဲတော့အဘဆင်းပြီးလဲတော့တက်နေသွားတယ်အဲ့ဒီပေါင်ထားတဲ့သူကအများကြီးကတက်နေတယ် တက်နေပြီးတော့သူကတရားအမှုဆိုင်တာပေါ့အမှုဆိုင်တော့သူနိုင်သွားတယ်နိုင်သွားဆိုတာဟောနေစပြောခါယုံကနေပြီးတော့ချပေးလိုက်တာဒီအင်းရဲ့တန်ကြီးဘလောက်လဲသူပေါင်ထားတာဘယ်နှစ်နှစ်လဲအတိုးကဘလောက်လဲ2000ဆိုတော့အတိုးမရှိဘူး6အဲ့ရှင်းနေလောက်မှာသူကဟိုကပြန်အားတယ်ဒီအင်းကိုပြန်အားတယ်ဘလောက်လဲမသိ3သိန်းလား4သိန်းလားမပြန်အားတယ်မသိပါဘူးဟိုကဒီမှာထွက်လာတယ်အဲ့ပြန်အားတော့အပကိုလည်းတရားမှမပြီးဘူး အဘအဲ့ခက်ကအိမ်ကတအားရှာလိုက်နာမှာတအားရှာတဲ့အချိန်ဆိုတော့အိမ်ကလိုက်ရှာတာရှာမရဘူးသူများကြက်ချန်ထဲမှာတပတ်လောက်အိမ်နေရစက်တစ်ထဲမှာပဲမြေလေးငှားပြီးတော့ကိုယ့်အောင်စောက်နေလိုက်ကြအဲ့ရရောက်သွားတာလိုက်ရလာမှာဆိုအဘအိမ်ကြီးပဲငှားနေတာရက်ကွက်တွေဆုံးနေတာပဲအဲ့စက်တစ်ရောက်လိုက်ဆက်နှစ်ရောက်လိုက်ဆငါးရောက်လိုက်ရွှေလင်းမရောက်လိုက်အဲ့နောက်ဆုံးတော့ပါထောင်ကျော်ဆိုတော့ပါအဲ့ကိုရောက်လိုက်အဲ့ရက်ကွက်ရောက်လိုက် နောက်ဆုံးအဆင့်ဒီလဲယိုးလေးကြမှာနှစ်ရှိတယ်ယိုးလေးမှာဘလောက်ကြာသွားလဲဆိုငားနေတာဟောတော့ရှိပါအနည်းငယ်ပေါ့ဝင်ရောက်တော့သူ့အိမ်လုံးလိုက်တာလीပေါင်နေဟောအိမ်မှာဘာနာမဲ့ဖြောက်ဘူးသူ့နာမဲ့ပါသွားတာဟုတ်ဘာနာမဲ့မဟုတ်တဲ့သူကြောင့်ဘာဘာတို့ကလဲအဲ့တော့ယိုးယိုးသားလीယိုးစင်းကြီးဆိုတော့အိမ်ကမျိုးသမီးကလည်းအဲ့တော့လည်းယိုးစင်းတော့ညီမအရင်ယောက်ျားဆိုတော့အဲ့ဒီသူကထုတ်ပြေးလိုက်တာ သူတို့ခဲခဲကိုဖြေးလိုက်တာပေါ့ခဲခဲဖြေးလိုက်အဲ့လိုဖြစ်တာအခုဒီပေါ့အဲ့ကြီးကနေပေါ့လဲနေတာအခုဒီပေါ့မရှိတော့ဘူးလေတေကုန်ကြပြီမကြောက်ဘူးလေအဘသူတို့အဲ့ရင်ပေါ့တက်နေပြီဘရောအုပ်ဆုံးသူ့ตาကချော်လဲပြီးတော့အုပ်ဆက်ခေါင်းနဲ့အုတ်ခဲနဲ့ကြပြီးတော့ဆေးရုံမှာသုံးဝေပဲခံတယ်တေးတယ်အသူတေးပြီးတော့သူ့အဖေကအဲကျွန်တော်အဘမယားကြီးကိုကဘိုက်ခွဲလိုက် အောင်နဲ့အောင်စုပိုက်ခိုးတော့ဒီကစိုးဟိုးကဘေးကိုထုတ်လိုက်ပြီးတလပဲခံတယ်သူကသိတယ်သူသားတလပြည့်တဲ့နေ့သူသိတဲ့နေ့သူတလပြည့်တဲ့နေ့သူမိမသိတဲ့နေ့ပဲတော့ချော့သေးသွားတော့နောက်သားတယောက်ကြတော့လေနောက်တစ်နှစ်ကျော်ကြာသားတယောက်ဆက်သိ AID နဲ့အဲ့လိုဝတ်ဆိုတာလေးတာဘို့လေဟိုကမရဘူးကာလာဝိပဲနောက်ဘိုးတဲ့ဆိုတာဟိုတော့စကားဥကာလာသူမြောက်မကောင်းကြရင်ချက်ချင်းဖြစ်တယ်အနည်းနဲ့အမြန်ပဲကြည့်ကြမှာအမြန်နဲ့ ရှစ်စရဝင်တကူလားဆိုရှစ်စရဝင်အခုခေါ်တဲ့ဟမ်တာသမီးရအောင်ဘာနဲ့ရတာသမီးရ၄ယောက်မိရ၈ယောက်မိက9ယောက်နော်6ယောက်ပေါ့ဟုတ်တယ်လေမိက6ယောက်အမှန်တရားတော့အိမ်ပိုင်လေးကောင်းအောင်ထားခဲ့ကြတာပေါ့လေကလေးတွေမိသားမီး၄ယောက်ရှိတယ်တယောက်ကတော့တားလုတဲ့ကောင်ကသူ့အိမ်အိမ်ပိုင်နဲ့ပါကျန်တဲ့သမီးတွေကတအားဒုက္ခရောက်တယ် အဲ့ဒီကလေးတွေသူမြေလေးတစ်ခုလောက်ပေါ့အိမ်ကတော့သူတော့ကြိုးစားကြပေါ့မြေလေးတယောက်တစ်ခုစီဝယ်ပြီးရင်းနေဆန္ဒဒါဘာဒီနေ့မှအမြင်နဲ့ရှိပါမသေးခင်ကလာတပတ်လဲပြီးလို့များ အတိတ်ကကုသိုလ်ကံလေးပါလိုက်တော့သူတို့တွေ့ပါပဲဘာတွေ့မှာပေါ့ဘာတို့စီးရင်ခံစားရလဲမလို့တော့ဘာမှဘာခေါ်လဲဆိုတော့ဘာမှစားရရောဘာရရောနေရောတိတ်မမဲမောတော့ မမောလို့လည်းပါထူးမှာမဟုတ်လားနောက်တော့အဆွဲလမ်းမထားဒါငါသမီးဒါငါမိဆိုမထားဘူးဘာစိတ်မြင့်တတ်ဘူးစိတ်ဆင်းရဲတယ်သူတို့ဒုက္ခရောက်နေစိတ်ဆင်းရဲတာဒါဒါကဲပြည်သားများရွှေကြီးတယောက်တော့မသေးသေးဘူးဆိုတာတော့နော်ရွှေကြီးရှိပါသေးတယ်လို့နော်ပြည်သက်များလည်းအားလုံးစီဝါလက်လာပါတူးတက်ပြီးတော့စိတ်ချမ်းသာကိုချမ်းသာတယ်ကိုတဲ့ချက်ပေါ်ရန်သူမျိုးကကြီးတုံးပါရည်ပြီးလီပြီးမှကင်းဝေးပြီးတော့ ျွန်တော်ရဲ့ပြည့်သက်တွေကိုကြမ်းကြမ်းမှန်မှန်နဲ့ပြန်တွေ့ကြပါတယ်နော်